ဖောက်ပြန်တဲ့အခါမှာတစ်ဖက်မှာလည်းအိမ်တော်ရှိတယ်ဒီဘက်မှာလည်းအိမ်တော်ရှိနေပါလည်းနဲ့ဖောက်ပြန်တဲ့သူရဲ့ဖြစ်စဉ်ပေါ့နော်လာပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒါတော့ဖောက်ပြန်ခံရတဲ့သူကလာပြောပြထားတာဖြစ်ပါတယ်ကျွန်တော်ဘက်ကအဲ့ချစ်တဲ့စိတ်နဲ့နေလို့ရက်ကြီးရက်ပြီးပါငါခွင့်လွတ်တယ်တဲ့နောက်အဲ့လိုမလုပ်ပါနဲ့ဆိုပြီးတောင်းပန်ခဲ့ပါတယ်တဲ့နောက်မဆုပ်ဘူးတဲ့အခုအဲ့ဒီလူနဲ့တွဲနေတာတဲ့ကျွန်တော်ကစုံစမ်းကြည့်လိုက်တဲ့အခါမှာသူ့ရဲ့အဖေအရွယ်လောက်ရှိပါတယ်တဲ့သူ့မှာလည်းမိမနဲ့ကလေးတွေလည်းရှိတယ်ဒါကိုကျွန်တော်ကတိတော့အဲ့ဒီမိမကိုလုံးဝယွံသွားပါတယ်တဲ့ခဏတာ ်ပျော်ရွှင်မှုကိုငွေနောက်လိုက်သွားတာဖြစ်ပါတယ်နောက်ပြီးတော့လည်းကိုယ့်ရဲ့အိမ်တော်ကြီးလည်းပြက်စီပြီးသူများရဲ့အိမ်တော်ကြီးကိုလည်းသွားရှုပ်တဲ့ဒီလိုမိန်းကလေးမျိုးကိုပေါ့နော်တန်ဖိုးထားပြီးတော့မှအယုံကြည်ပေးခဲ့မိတာကျွန်တော်နောင်တရမိပါတယ်တဲ့ကျွန်တော်ပူလောင်ခံစားရတယ်လို့မခံစားရပါစေနဲ့လို့ဆုတောင်းပေးမိပါတယ်ဒါကတော့ထိုင်းနိုင်ငံမှာဖြစ်တာပေါ့နော်အဲ့တော့အာဒီလိုမျိုးဖြစ်သွားတဲ့အကြောင်းရင်းကသူ့ရဲ့ဒီအမျိုးသမီးနဲ့၄လလောက်ခဏခွဲပြီးတော့အလုံးလုံးတဲ့အချိန်မှာမိန်းမဖြစ်တဲ့သူကကြောင်းလဲသွားတာဖြစ်ပါတယ်နောက်ထပ်အမတယောက်ရေးထားတဲ့အရာကတော့ဘာလဲဆိုတော့ ါတော့မလေးရှားမှာဖြစ်တဲ့အကြောင်းအရာဖြစ်ပါတယ်အဲ့တော့မောင်လေးရေးတဲ့အမယောက်ျားကတဲ့ဖောက်ပြန်သွားတာပါတဲ့ယောက်ျားကမလေးရှားမှာအလုပ်လုပ်နေပါတယ်တဲ့အဲ့ဒီမိန်းမကလည်းမလေးရှားမှာပဲတဲ့မယားကြီးရှိတာကိုလည်းတတိယက်နဲ့အမယောက်ျားကဝင်ငွေလန်းကောင်းပါတယ်တဲ့အသင်းလိုက်ကတ်တွေ့နေတဲ့မိန်းကလေးကိုဘယ်လိုလုပ်ရမှာလဲပေါ့နော်အဲ့လိုမျိုးလေးတွေရှိပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ကနှစ်ခွတခါလဲပေါင်းပြီးတော့ပြောပြပေးတာဖြစ်တယ်အဲ့တော့ဖောက်ပြန်တဲ့အခါမှာကျွန်တော်တို့ဒီပတ်သက်တဲ့သူတွေကအချင်းချင်းကကျွန်တော်တို့ ပြောမယ်တစ်ဖက်မှာလည်းအိမ်တော်ရှိပထမညီလေးတယောက်ပြောထားတဲ့အရာကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့တကယ်ဒီဘက်မှာလည်းအိမ်တော်ရှိတယ်ဟိုဘက်မှာလည်းအိမ်တော်ရှိတာကိုကျွန်တော်သွားပြီးပတ်သက်တာမျိုးဆိုရင်တော့ဒါကဒီကျွန်တော်မြန်မာနိုင်ငံရဲ့ဒီတော်တလင်တမားစနစ်နဲ့စာချုပ်စာတမ်းနဲ့ဆိုရင်တော့ဒါတရားစွဲလို့တော့ရတယ်ဒါပေမဲ့ဒီညီလေးကတော့သူ့ဦးတော့ဘာမှတော့မလုပ်တော့ဘူးအဓိကတော့လမ်းခွဲကွာရှင်းပေးလိုက်ပြီပေါ့နော်ကွာလမ်းခွဲပေးလိုက်ပြီသူကဆွတ်လွတ်လိုက်ပြီပေါ့နော်လုံးဝအဲကျွန်တော်လည်းအဲ့လိုပဲပြောပြလိုက်ပါတယ်အဓိကနိုင်ငံသားမှဆိုတော့အဲ့တော့အဓိကအရေးကြီးဆုံးအချက်ကဒီမှာဖောက်ပြန်တဲ့သူနည်းနည်းလေးကျွန်တော်ကပြောပြပေးချင်တာကတော့ အာဒီအမတယောက်ဆိုလဲဒီမှာကျွန်တော်ကိုကအာပြောရမယ်ဆိုရင်တော့အိမ်အောင်ရှိနေတဲ့ဒူတယောက်ကိုသွားပြီးပတ်သက်တော့မယ်ဆိုရင်ပြန်ပြီးတော့မှအာကိုချင်းစာကြည့်လိုက်ပါဒီအိမ်အောင်ကြီးဖောက်ပြန်ခံရတဲ့ဒူတွေမှာဘယ်လောက်ထိခံစားရတယ်လဲဆိုတာကိုနည်းနည်းလေးဝင်ပြီးတော့ခံစားကြည့်လို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးကြတချို့ကတော့ဒီအရာကိုတိတ်ပြီးတော့နားမလည်ဘူးနားမလည်ဆိုတာတိတ်ပြီးတော့ဒါအောင်မတွေးဘူးအဓိကတော့ကိုဖြစ်ရှင်တဲ့သူနဲ့ဖြစ်လိုက်ရမယ်ဖြစ်ရှင်တဲ့သူနဲ့ဖြစ်လိုက်ရပြီဆိုရင်တော့ရပြီဂျီနဲ့သွားပြီးတခြား နောက်ကလူတွေဘလို့ပဲခံစားရခံစားရဘာတွေပဲဖြစ်နေပါစေဆိုတော့ဒီကိုချင်းစာတရားလေးမထည့်တဲ့အခါမှာတစ်ဖက်မှာဒီလိုမျိုးဒီညီလေးနဲ့အခုလာကောမက်ရေးပေးတဲ့အမပေါ့နော်ဒါဖောက်ပြန်ခံရတဲ့သူတွေကြတော့အများကြီးခံစားရစီပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးနေနေကဒီလိုမျိုးမဖြစ်စေချင်ပါဘူးအထူးကအားလုံးကိုပေါ့နော်ဘာကြောင့်ဆိုတော့လောကကြီးထဲမှာလူဘွားဆိုတာတူတူလေးပဲကျွန်တော်တို့လူဘွားဆိုတာအရန်တူပါတယ်အဲ့ကျွန်တော်တို့လူဘလောကတွေကထွက်ခွာသွားတဲ့ခါကျရင်ဘာတွေပါသွားလဲဆိုတော့အဓိကကအကုတုနဲ့ကုတုတရားပဲပါသွားတာဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီ အိမ်နာရေးအိမ်နောင်ရေးကိုဖောက်ပြန်တယ်ဒီလိုမျိုးမကောင်းတဲ့အရာပြုတယ်ဆိုတာကျွန်တော်အာကိုယ့်ရဲ့နောင်ဘဝအထိယူသွားမယ်အာကုတုမျိုးဖြစ်စေတယ်အဲ့ဒါကြောင့်မို့ကျွန်တော် လူမျိုးလေးမဖြစ်အောင်လူငယ်များအားလုံးအနေနဲ့ထပ်ပြီးတော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့လူငယ်တွေအားလုံးအနေနဲ့ကဘာသာရေးလေးတွေလိုက်စားမယ်ပြီးတော့ကျွန်တော်အသိဉာဏ်ပညာရှိတဲ့စာပေဘုဟုသုတတွေဖတ်မယ်ကိုကိုကိုအာလူတော်လူကောင်းပေါ့နော်ကောင်းတဲ့အခြေစာရိတာကောင်းတဲ့သူဖြစ်အောင်ကြိုးစားမယ်ဆိုရင်တော့ဒီလိုမျိုးကျွန်တော်တို့အိမ်တော်ရေးသူများမှာပိုင်ရှင်ရှိတယ်ဆိုရင်တော့တပတ်တတ်မိမှာမဟုတ်တော့ဘူးနော်အာသူမျိုးပိုင်ရှင်ရှိတယ်ဆိုကိုကပိုင်ရှင်ရှိတဲ့သူဝေဝေးရရှောင်တတ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့လူငယ်များအားလုံးကိုသင်ခန်းစာယူစေချင်ပါတယ်အဲ့တော့ဖောက်ပြန်မှုကင်းတဲ့အချက်တွေချက်ချင်းနေနဲ့ 送သွေးစီခြင်းပါတယ်ဗျာ။